ကျွန်တော်တို့တိုင်းပြည်ကလေကြော်ချားလာတယ်ဗျာအခုနော်အကြီးကျယ်ကြော်ချားတိုင်းပြည်ကကောင်းတဲ့ဘက်ကကြော်ချားတာမဟုတ်ဘူးမကောင်းတဲ့ဘက်ကနေကြော်ချားတယ်အခုဆိုရင်ဒုစရိုက်အလုံးရဲ့ဗဟုချက်ဖြစ်လာတယ်ဆိုတာမျိုးတွေစကလုံးတွေတုံးလာကြတယ်ဒီကလာအခုရွေးကောက်ပွဲမလုပ်သေးဘူးမပြီးသေးဘူးလုပ်လာမယ်ပြီးလာမယ်စင်ထားတဲ့အတိုင်းပဲလိန်လေလှည့်ပြားပြီးတော့မှလုပ်ယူမယ်အတူရောက်ရွေးကောက်ပွဲဖြစ်တဲ့အတိုင်းပဲစင်ထားတဲ့အတိုင်းပဲအဖြေထွက်လာမယ် ဆိုရင်အခုတရားမဝင်အစိုးရဘာလို့တော့မတတ်တမမလွတ်တော်မရှိနော်တင်မြောက်ထားတာမရှိရွေးကောက်ထားတာမရှိခန့်ထားတာမရှိဆိုရင်ကျွန်တော်ဘာများဘူးတမရမရှိဘူးလေတော်တကွာပြောမယ်ဆိုရင်ဟလာဝင်ကြည့်ကြပါ냐ဆိုတာလေဒါဟိုတိတိပပရှိတာမဟုတ်ဘူးလေ အဲ့တော့ဒီလိုအချိန်မျိုးမှာတောင်ဒီကြားဖြန်ကဒီလောက်ထိစောက်တက်ပြီးတော့တကဘာလုံးကိုဒေါ်လာတွေကို ထရီလီယံနဲ့ချီပြီးတော့လိန်လေလှဲ့ပြားပြီးတော့ဒုစရကြီးတွေလုံနေတယ်အကုသို့အမှုကြီးတွေပြုတ်နေတယ်ဆိုရင်တကယ်ရွေးကောက်ပွဲပြီးလို့သူတို့စင်ထားတဲ့ဂွန်ရန်တိုင်းအစိုးရတည့်ပေါ်လာပြီးဟဲ့ဆိုလို့ကတော့အိုး ဒီထက်မကဆယ်စားအစပြာဆိုးမယ်အခုဆက်လက်ပြီးတော့သိခါတော်ရဆရာတရာပေသူတို့ကိုအလဲပေးကြပါတယ်ဆရာကြီးအတူရောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအပတ်စဉ်ဆွေးနွေးလာကြတယ်အတူရောရွေးကောက်ပွဲဟာဆရာနာရှင်နေအတွက်နော်ဘလောက်ထိပဲနော်ကျွန်တော်တို့ဒီလှဲ့ွက်တွေဖြစ်တယ်ဘလောက်ထိကျွန်တော်တို့ပြည်သူတို့အတွက်ထောင်ချောက်တွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုအားလုံးကပြောနေတော်ညာလေတချို့သောကြော်ကြားတဲ့သူတွေပေါ့နော်ဥမာ ဥနေအောင်တို့လိုပုံကိုတွေနော်တခြားသောကြော်ကြားတဲ့ပုံကိုတွေအခုအရင်တော့ဆိုရင်လှိုက်သားရာကိုကြီးဆိုတဲ့ပုံကိုတွေပေါ့နော်သူတို့တွေကဒီ USDB ကိုမဲပေးဖို့အတွက်မဲဆွဲလာကြတယ်နော်အဲမဲဆွဲလာကြတာမျိုးရှိတယ်ဆိုတော့အဲ့အတွက်ကြောင့်ဒီမတမာတဲ့အတုအယောင်ရွေးကောက်ပွဲတွေကိုမတမာတဲ့အမှုပညာရှင်တွေမတမာတဲ့ဘာသာရေးခေါင်းဆောင်တွေမတမာတဲ့သူတွေကနေပြီးတော့ အခုလိုပုံစံမျိုးသူတို့အာနာရှင်တွေတည်မြဲဖို့အတွက်နော်ဒီမဲဆွယ်ပေးနေတာမျိုးတွေဟိုဥနေအောင်လို့ဆိုရင်မဲဆွယ်တာတွေမကဘဲနဲ့ချိတ်ချောက်တာတွေပါလာတာပေါ့နော်နိုင်ငံအချို့အကွေ့မှာနော်စူပေါ်အောင်လုပ်တဲ့လူတွေအကုန်လုံးတတ်ပြစ်ဆိုတော့အင်မတန်အချမ်းဖတ်တဲ့စကားလုံးတွေတောင်ပြောလာတာပါရှိပါတယ်ဆိုတော့တစ်ဖက်မှာလည်းဟိုနိုင်ငံရေးကိုနားလေသဘောပေါက်တဲ့ပုံကိုယ်တွေကနေပြီးတော့လေးလေးနက်နက်ပြောနေတယ် အာဒါဟာအမှုရောင်ရွေးကောက်ပွဲဖြစ်တယ်တစ်ဖက်မှာလည်း88ကပုဂ္ဂိုလ်တွေလို့ပုဂ္ဂိုလ်တွေရောခုနလိုကြော်ကြားတဲ့ပုဂ္ဂိုလ်တွေရောကဒီရွေးကောက်ပွဲဟာတိုင်းပြည်ရဲ့အချိုးအခွင့်မှာဒါအဖြေတစ်ခုဖြစ်မယ်ထွက်ပေါက်တစ်ခုဖြစ်မယ်ဆိုပြီးတော့သူတို့တွေအားလုံးဟာအတ္တမလော်ဘီလုပ်နေတဲ့အပေါ်မှာဆရာအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်နောက်တစ်ခုကဒီရွေးကောက်ပွဲအလွန်ကာလမှာဆရာတို့ကျွန်တော်တို့လူနည်းစုဘာသာဝင်တွေအတွက်ပေါ့အခွင့်အရေးတွေပိုရလဲမလားအခွင့်အရေးတွေပိုဆုံးရှုံးသွားမလားဆိုပြီးတော့ဒီ အပိုင်းလေးနှစ်ပိုင်းခွဲပြီးတော့ဆရာအနေနဲ့တင်ပြပြီးဖို့မေတ္တာရက်ခံပါတယ်ဆရာဟုတ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ် IIP ရဲ့တပတ်ချာစကွိုင်းမှာဒီပတ်ပါဝင်ပြောကြားခွင့်ရတဲ့အတွက် IIP တာဝန်ရှိသူအားလုံးကိုကျွန်တော်တို့အာပါဝင်နေသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဝိုင်းလေးကိုလိုက်တွင်ပေးနေတဲ့ မိဖက်မီဒီယာများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုတဲ့ကြောင်းစကားပမာဏပြောပြလိုပါတယ်။အာဆောဆောကဆရာတော်ဘုံဘုံကောမိတ်သွားတယ်လို့ပါပဲ။ဓမ္မမဖြစ်တဲ့အဓမ္မမယုံမဖြောင့်နဲ့မမှန်မကန်လုံးနဲ့ရွေးကောက်ပွဲဒီရွေးကောက်ပွဲရဲ့အဖြစ်ရလက်ကတော့ထွက်ပြီးသားပါလေ။ထွက်ပြီးသားပါလူအများစုရဲ့စိတ်ထဲမှာ ဘာထွက်ပြီးသားလဲဆိုတော့မမမကန်နေလုံမဲ့အဓမ္မလုံမဲ့တတိယမြေပြော မှာဆိုမုသာပေါ့နော်မုသာနဲ့ပဲခြေလက်ပဲရမ်းပြီးတော့မုသာနဲ့ပဲလွှမ်းမိုးပြီးတော့မှမုသာကိုပဲတွင်တွင်သုံးပြီးတော့လိန်လေလှည့်ပြားတဲ့အတုရောင်ရွေးကောက်ပွဲရဲ့ရလက်ကမုသာဒီနဲ့လှုပ်ထားတဲ့ကွင်စင်ကြီးပဲအဖြစ်ထွက်လာမယ်ဆိုတာဒါကစဉ်းစားတတ်တဲ့သူအားလုံးဟာသိကြပြီးသားပါအဲ့တော့ဒီနေ့ညကောင်းစင်လေးက ွေးကပွဲဟာကြဖြန့်မှုပို့ပြီးတော့သဆုရှင်စီပါဆိုတဲ့ဟာလေးပေါ့နော်ဆိုပို့ပြီးတော့ပွားများစေမလားကျေကျန့်စေမလားအဲ့တော့ဒီလိုလေအခုကျွန်တော်ကြားဖြန့်ဆိုတာအခုဒီတစ်နှစ်နှစ်နေတော့အတွင်းမှာတော်တော်လေးကိုစကလုံးတွေအများကြီးသုံးပြီးတော့မှအခုဆိုကဘာမှာကဘာမှာပါနာမည်ကြီးကျွန်တော်မြန်မာကတော့အခုနာမည်ကြီးတယ်နော် ် online ပေါ်မှာသူများဟာတလို့လို့ရေးကြတယ်ဟလားအရင်တော့ကျွန်တော်အာရှကြားလို့လားအရှိတောင်အာရှကြားလို့ဒီတိုင်းပြည်စီးပွားရေးပေါ့နော်တိုင်းပြည်စီးပွားရေးနိုင်ငံရေးတောင့်တင်းလာတဲ့နိုင်ငံတွေကိုအာရှကြားပါညာအဲ့ဒါမျိုးတွေစဉ်းစားကြကြားပထမကြားဒုတိယကြားတွေအရင်တော့ကျွန်တော်တို့ဟိုဖြစ်ခါစားလွန်ခဲ့တဲ့20လောက်ကလည်းမဂ္ဂဇင်းတွေပါတာအကြီးကျယ်ရေးကြတာရှိပါတယ်နော်အခုတော့တဲ့ အာရှမှာရှေ့တော်အာရှမှာပေါ့နော်အာရှမှာဟောမြန်မာပြည်ကတော့ကြားဖြစ်သွားပြီတဲ့ကြားတယ်မကတ်ဘူးဖြတ်မှာဖြတ်တာကြားဖြတ်ဖြစ်သွားပြီဆိုတော့ဒါအသာလို့တဲ့နော်လိုင်းဝတကယ်တော့ဟာတမလို့မဟုတ်ဘူးနော်တကယ်ဝန်းနေစရာကြီးဆိုတော့ကျွန်တော်တို့တိုင်းပြည်ကလေကြော်ချားလာတယ်ဗျာအခုနော်အကြီးကျယ်ကြော်ချားတိုင်းပြည်ကကောင်းတဲ့ဘက်ကကြော်ချားတာမဟုတ်ဘူးမကောင်းတဲ့ဘက်ကနေကြော်ချားတယ်အခုဆိုရင်ဒုစရိုက်အားလုံးရဲ့ဗဟုချက်ဖြစ်လာတယ်ဆိုတာမျိုးတွေအထိနော်စကလုံးတွေဆွဲချက် စကလုံးနေတုံးလာကြတယ်တကယ်လည်းဖြစ်နေတဲ့ပုံစံဖြစ်နေတာเนาะပြီးတဲ့အခါမှာအခုကဘာမှာ brain site ပြုံးမှုအများဆုံးဒီဘက်ဒီဘက်နှစ်ဒီထဲမှာပေါ့เนาะဆိုတော့ဒီ round စတဲ့စစ်တပ်ကနေပြီးတော့မှမတရားအာဏာသိမ်းလိုက်တဲ့အချိန်တွေစပြီးတော့ဒီဘက်မှာ brain site ပြုံးမှုအများဆုံးဆိုတဲ့ဟာမျိုးတွေတင်းတင်းတွေထဲမှာကျွန်တော်တို့တွေ့ရတယ် ဒါကျွန်တော်တို့တော့မသိဘူးသတင်းတွေကသူတို့ research လုပ်ထားပြီးသူတို့နေရာဒေသအသီးသီးကသူတို့ရဲ့ reporter တွေနောက်ပြီးတော့မှဒါကဟိုကမ္ဘာမွေးစေဝါပွဲရနေပြီးတော့ထုတ်ပြန်တဲ့အစီရင်ခံစားတွေဒီပေါ်မှာသူတို့ကုကားပြီးတော့တင်ကြတာဆိုတော့ဒါလက်လွတ်စပယ်တော့မဟုတ်ဘူးပေါ့နော်ဆိုတော့အခုရွှေကောက်ပွဲမလုပ်ပါတိုင်တယ်ထားလိုက်တော့အခုလောလောဆယ်တိုင်းပြည်ကိုနော်အာအတုကတူဆိုရပါဆိုတော့တုကတူနော်တုကတူဆိုရပါဆိုပြီးတော့မှလုံနေတဲ့အဖွဲ့က စက္ကမဟုတ်လားနော်ဘုစစ်ကော်မရှင်ရတော့ရတော့ပါလေစစ်ကောင်စီဟဲ့လားစက္ကစစစ်ကောင်ဘုစစ်ကော်မရှင်ဒါတုကုတ်သူဘသူမှတင်မြောက်တာမဟုတ်ဘသူမှရွေးချယ်တာမဟုတ်ဘသူမှတိမှပြူတာမဟုတ်ဘူးအခုကဘာနေပြီးတော့လေဘယ်နိုင်ငံတွေကဘယ်နိုင်ငံလောက်ကတိမှပြူလို့လဲသူဆိုတုကုတ်သူဆွေးရပါလို့လုံနေတဲ့အချိန်မှာအခုကြဖြန်းဆိုတာကြီးရအကြီးကျယ်နော်ဟစ်ဖြစ်ပြီးတော့မှအကြီးကျယ်တစ်ခါလေဟိုပေါ်ထွက်လာတော့ဒီကြဖြန်းမှာမှလူကုန်ကူးမှုတွေ နော်နောက်ပြီးတော့လူအတွင်းကလီစာလဲလေရောင်းစားမှုတွေတဲ့ဟုတ်လားဘယ်လာရုစ်ကစူပါမော်ဒယ်နော်သူဒီထက်မှရောက်သွားတယ်လန်လင်းလေခိုင်းစိတ်ခိုင်းနေပြီးတဲ့အခါမှာဒီအာအလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တယ်အမျက်ထုတ်ချင်းခံတယ်နောက်ဆုံးတော့သူရဲ့အတွင်းကလီစာရောင်းစားပြီးတော့နောက်တက်ဘော်ရီနော်အသက်မဲ့တဲ့ခန္ဓာကိုယ်တော်မှာအမီရှုပ်လိုက်ပြီးတော့အဲ့မီပြာကိုလိုချင်တော့ဒေါ်လာ50သိန်းနဲ့ဒေါ်လာသိန်းချီပြီးတော့ပြန်ပြီးဆိုတော့တပတ်လောက်တည်းအောင် ဒါလူအနေနဲ့နော်လူလူတယောက်အနေနဲ့စဉ်းစားခြင်းလူအဖွဲ့အစည်းတစ်ခုအနေနဲ့စဉ်းစားခြင်းဘယ်လောက်ထိရုံညံ့ပြီးတော့အောက်တန်းကျလိုက်တဲ့ဒီလောက်ရက်တည်းလဲအတွေးခေါ်တည်းလဲဆိုတာစဉ်းစားခြင်းအာစကလုံးတော်မှာပြောရတာယွန်စရာကြီးပါဗျာနော်ဆိုတော့အဲ့ဓာဒီကဘသူတရားလုပ်နေလဲဆိုတော့ချပ်ဖြန့်ဆိုတဲ့နာမည်တက်ထားတဲ့ဒီအပိုင်းဝိုင်းကြီးอ่ะနော်လုပ်နေတယ် အဲ့ဒီဂျပ်ဆန်ကကျွန်တော်မြန်မာပြည်မှာအခုတောင်ပိုင်းမှာထိုင်းနိုင်ငံနေဆက်နော်ထိုင်းနိုင်ငံနေဆက်ဒီဘက်မြောက်ပြည်မြို့နယ်တကျော်ဒီနေရာတွေမှာကာစီနိုယုံလောင်းတကားယုံတွေနဲ့ဒီဂျပ်ဆန်ဆိုတဲ့အကြီးကအွန်လိုင်းလိမ်လည်မှုနော်ဆော့ဆော့ဟုံးဟုံးမိတ်သွားတဲ့စကဲမှာစကဲမလုပ်တဲ့ဟာတွေအွန်လိုင်းလိမ်လည်မှုတွေဖြစ်လာတယ်ဆိုတော့ဒါဆိုရင်အဲ့ဒီဒီမြဒီဒီဂျပ်ဆန်အဖွဲ့လေးတွေမှာပါတဲ့လူတွေကဒီဒုစရိုက်မှုတွေကိုလုပ်တယ်နော်မဟုတ်တဲ့အရာတွေလုပ်တယ် ူတို့ကဘယ်မှာလုံနေလဲအခုကျွန်တော်ပြောမြောက်ပြည်တောင်ဒီဘာပြည်တောင်ဘက်ပိုင်းထိုင်းနိုင်ငံနေဆက်မြောက်ပြည်ဒီကျောမှာလုံနေလဲအဲ့ဒီနေရာလေးကိုဘယ်သူကအုပ်စိုးမှုကြီးစိုးမှုရှိလဲဆိုတော့ဒီစစ်တပ်နဲ့ငင်းချိုင်းနေယူထားပါတယ်ဆိုတော့ DKBA ပြီးတော့မှ BGF BGF ကတော့စစ်တပ်ရဲ့လက်အောက်ခံနေရာဆောင်တက်အဲ့တော့သူကသူနာမည်ဘယ်လိုပဲပြောင်းမပြောင်းလေ Karen Karen ပါလေ KKN လား Grand National Army လားပါလေ KKN လားဘယ်လိုပြောင်းပြောင်းတာလဲပေါ့နော်ဒီလူနဲ့ဒီစနစ်ပါပဲအဖွဲ့စည်းရဲ့နာမည်ပဲပြောင်းတာသူတို့စုံမှုအုပ်ချုပ်တဲ့နေမြေမှာဒီရာရာရှိနေတယ်လုံနေတယ်ဆိုသူတို့ရဲ့အထက်မှာဘသူရှိလဲဆိုရင်အခုစစ်ကော်မရှင်ရှိတယ်သူကသူဆွေးရပါလို့ကြံကြာပြီးအုပ်ချုပ်နေတဲ့သူတွေရှိတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်ပမာစကားရှိတယ်ဗျာရွှေသမင်ဘယ်ကထွက်မင်းကြီးတာထွက်ဆိုတဲ့အတိုင်းပါပဲနော် ဒီစကားလေးအတိုင်းပါပဲအဲ့တော့ဒီကလာအခုရွေးကောက်ပွဲမလုပ်သေးဘူးမပြီးသေးဘူးလုပ်လာမယ်ပြီးလာမယ်စင်ထားတဲ့အတိုင်းပဲနော်လိန်လေလှည့်ပြားပြီးတော့မှလုပ်ယူမယ်အထူးရောက်ရွေးကောက်ပွဲဖြစ်တဲ့အတိုင်းပဲစင်ထားတဲ့အတိုင်းပဲအဖြေထွက်လာမယ်ဆိုရင်အခုတရားမဝင်အစိုးရပါလို့တော့မှတတ်တတ်မမလွတ်တော်မရှိနော်တင်မြောက်ထားတာမရှိရွေးကောက်ထားတာမရှိခန့်ထားတာမရှိ ဆိုရင်ကျွန်တော်ဘာညာဘူးတမနာမရှိဘူးလေတော်တကူပြောမယ်ဆိုရင်ဟုတ်လားနော်ဆိုတော့ဝင်ကြည့်ချုပ်ဘာညာဆိုတာလေဒါဟိုတိတိပပရှိတာမဟုတ်ဘူးလေအဲ့တော့ဒီလိုအချိန်မျိုးမှာတောင်ဒီကြားဖြန်ကဒီလောက်ထိဇောက်တက်ပြီးတော့တကဘာလုံးကိုဒေါ်လာတွေကိုထရီလီယံနဲ့ချီပြီးတော့လိန်လေလှည့်ပြားပြီးတော့ဒုစရိုက်ကြီးတွေလုပ်နေတယ်အကုသို့အမှုကြီးတွေပြုတ်နေတယ်ဆိုရင် တကယ်ရွေးကောက်ပွဲပြီးလို့သူတို့စင်ထားတဲ့ဂွန်ရန်တိုင်းအစိုးရတရက်ပေါ်လာပြီးဟေ့ဆိုလို့ကတော့အိုးဒီထက်မကဆယ်စားအစပြာ ဆိုးမယ်ဆိုးမယ်နော်ဘာလို့သူတို့လည်းအောက်ကနေပဲသွားတာလေအခုလည်းသူတို့သွားမှာလေအဲ့တော့မလားနောက်ရွေးကောက်ပွဲပြီးလည်းသူတို့လည်းအောက်ကနေပဲသွားတာအခုလည်းသူတို့လည်းအောက်ကနေသွားနေတာသွားနေတဲ့အချိန်လေးမှာတောင်းတာဒီလောက်ထိနော်ဆိုးသွားတောင်းချမ်းတယ်ဒီလောက်ထိအောင်ပြင်းထန်တယ်ဆိုရင် ရွေးကောက်ပဲပြီးလို့တို့အစိုးရပါလို့ဒါကြော်ညာပြီးတော့တရားဝင်ဟိုပြင်းတော့သွားပြီတို့တို့တိုင်းပြရတယ်ကလပ်ဘာမပြရတယ်လုံးဝပြက်စီးခြင်း၅ပါးမဟုတ်8ပါးတိုင်သွားမှာ8ပါးတိုင်သွားမှာဆိုတော့လုံးဝရေစုံမျောသွားမှာအာကုဒုဒုစရိုက်ရာစဝတ်မှုကြီးငယ်တွေကိုတရားဝင်လှုပ်လို့ရတယ်လှုပ်ခွင့်ရှိတဲ့ပုံစံမျိုးဖြစ်သွားမှာအဲ့တော့ဒီရာအလွန်တန်းမှအန်ဒီကြီးရဲ့အလွန်တန်းမှရင်သေးစရာကောင်းတဲ့ကိစ္စဖြစ်တယ် အဲ့ဒါကိုမှအခုလူမှုကွင်ရမှာတော့တော့နော်ပတ်သက်ဖရီကန်လို့ပြောပြောရမှာပေါ့ဗျာဟုတ်လားဒီလူမှုအတိုင်းဝိုင်းနေမှာနာမည်ကျော်ချားပြီးတော့မှလွှမ်းမိုးနိုင်မှုရှိတဲ့ပုံကိုယ်လေးရုပ်ရှင်သေးရောက်ဆောင်နေပဲဖြစ်ဖြစ်ဆော့ဆော့ဆရာပြောသွားတယ်ဆရာဆဆုနေကိုပြောသွားတယ်နေအောင်လို့မြို့ရုပ်ရှင်သေးရောက်ဆောင်နေပြီးတဲ့အခါမှာတချို့တချို့တော့88ကနော်ဒီနိုင်ငံရေးလုပ်ခဲ့တယ်အချွတ်ချက်ဥမာထားလိုက်ပါတော့မလားအခုပါတီထောက်နေတယ်ကျွန်တော်တို့ပါလေဟုတ်လားပြည်သူပါတီလားထောင်နေ ီကျွန်တော်တို့ဒီဥကုတ်ကိုကြီးအကုတ်ကိုကြီးရုပ်လို့မျိုးနော်လူတွေဆိုအာဒီလူတွေကဒီရွေးကောက်ပွဲဟာတိုင်းပြည်အတွက်နိုင်ငံရေးအချို့အကွေအပြောင်းလဲဖြစ်သွားမယ်နောက်ပြီးတော့တိုင်းပြည်ကငိမ့်ချမ်းရေးရဖို့အတွက်ထွက်ပေါက်ဖြစ်သွားမယ်။တိုင်းပြည်ကအခုလက်ရှိအချက်တဲခက်ခဲထွက်ပေါက်ဖြစ်မယ်လို့ဒီလိုပြောလာတဲ့စကားတွေကကျွန်တော်စဉ်းစားတယ်ဗျာတဲ့လား။ တာမန်သဘောယူနေဆိုရင်လေတာမန်သဘောယူနေရိုးရိုးဖြောင်းဖြောင်းစဉ်းစားရင်ဒီလိုစကားလုံးဝထွက်เสียအကြောင်းမရှိဘူး။ဘာကြောင့်ဆိုတော့တိုင်းပြည်မှာကဒီရွေးကောက်ပွဲအားဖြင့်ဘလို့မှထွက်ပေါက်မဖြစ်နိုင်ဘူးလေ။ဘလို့မှဒီခက်ခဲအကျက်တဲလဲပြည်ပြသွားเสียမရှိဘူး။ပိုဆိုးလာဖို့ပဲရှိတာလေ။ဆော့ဆော့ဆရာအာပုံပုံကမိတ်ခဲ့တယ်။နော်ဘူးလက်လာဆရာပြောတယ်ရွေးကောက်ပွဲပြီးရင်တော့ပို့ပြီးတော့မှ လုံးပဲပို့ပြီးတော့ဘုံတွေကျဲမယ်ပို့ပြီးတတ်မယ်ပို့ပြီးဖိမယ်ပို့ပြီးတိုက်မယ်ဆိုတာမျိုးတွေပြောလို့ဆိုပို့ပြီးစိုးဖို့ပဲရှိတာတကယ်တော့အဲ့တော့ပို့ပြီးဖိမယ်ပို့ပြီးတိုက်မယ်ပို့ပြီးချိန်မယ်လို့ပြောရအောင်တစ်ဖက်ကလည်းချောက်ကျိုးချီပြီးတော့မှဘလုံးကန်နေတဲ့လူတွေမှပုတ်တာတစ်ဖက်ကလည်းအခုနော်တုံမီကနေစခဲ့တဲ့ဒူလေးတွေကအခုလက်နက်တွေနဲ့အတော်ရုံတယောင်နဲ့လက်နက်တွေနဲ့အခုပါရာမော်တာတွေတောင်ပြစ်ချနိုင်တဲ့အနေဒါလေးနောက်မနော်တို့တို့လက်လန်းမိသလားနော်ဟိုပြစ်ချနိုင်တဲ့အနေထားမျိုးတွေတော့ထိရှိလာတော့ပူဆူးသွားမှတိုင်းပြရ နော်ပို့ပြီးတော့မှဒီစစ်မီးကပို့တောက်ပြီးတော့စစ်ပောင်းကိုပို့ပြီးကျေလာဖို့ပဲရှိတယ်ပို့ပြီးကျေလာဖို့ပဲရှိတယ်တခြားဘလို့သူတို့ပြောတဲ့စကားနော်ဒီကျွေးကောက်ပွဲဟာတိုင်းပြည်ရဲ့အခက်အခဲအချက်တည်းကနေထွက်ပေါက်ဖြစ်နိုင်မယ်ဆိုတာမျိုးတွေငင်းချမ်းနိုင်မယ်ဆိုတာမျိုးတွေကရိုးရိုးဖြောင်းဖြောင်းရိုးရိုးတာတာတွေးခေါ်မျှော်မြင်စဉ်းစားတတ်တဲ့လူရဲ့ possess ဝင်တော့မထွက်ဘူးဒါဆိုသူတို့ဘာလို့ထွက်လဲသူတို့ဒီမယိုးမဖြောက်နော်မယိုးမဖြောက်အတမတ်ကလင်းစစ်ညံစစ် အတွေးခေါ်အကျဉ်းစီဒီနဲ့ရှိနေလို့သားတယ်ဒီစကားတွေထွက်လာတာဆိုတော့ကျွန်တော်တို့ကောက်ချက်ဆွဲလို့ရပါတယ်အဲ့တော့เนาะကျွန်တော်ကဒီကဒါဓမ္မဟိုဘာသာတရားပြန်ဝင်ရင်ညဆိုတဲ့ဒီ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  heading အောက်ကနေဆိုတော့ကျွန်တော်ဒီမူတာဒီချားပြန်ဆောဆောပုံပုံပေါ်လဲမိတ်သွားတာเนาะချားပြန်ဆိုတာတရားစကားဖြစ်တယ်လို့ကျွန်တော်တို့ဟိုသူများတွေပြောနေတာရေးနေတာတွေ့ရတယ်အထိပ္ပယ်ကလိမ့်လေလှည့်ပြားခြင်းလို့ပြောတယ်တနည်းမှပြောတော့မူတာပေါ့ဗျာเนาะလိမ့်ညာခြင်းမူတာပေါ့အဲ့တော့ကျွန်တော်တို့တမန်ကျမ်းစာမှာလေး 咱们得讲嘛，是的，千万不能讲看起炫，啊，看看历史的历史嘛，讲啥历史不标准嘞。咱们得讲嘛，他妈讲啥也得么得讲嘛，千万不能讲看起炫，看看历史历史嘛。曼纳的销售嘛，三月六的我达到多少亿？曼纳说三单目标了，讲到讲啥嘛？喏，三单曼纳三单说，一度曼纳说，必须讲到多少？喏，说说说呢，有都呃，伊斯兰的欧尼穆斯林都属于喏，下降的多喏，三单。 နော်ဆိုတော့ဆက်သူကဖျောက်စန့်ကျင်ပုံကန်တာစန့်ကျင်ပုံကန်တာစန့်ကျင်ပုံကန်ပြီးဖျောက်ကျင်ဖန်ဆင်းထားတဲ့အကောင်ဆိုတဲ့ဟာလေးအားလုံးကိုအပြည့်တကြီးကြီးပဲသူကလှုပ်တော့တာ goodness အားလုံးကို evil ဖြစ်အောင်သူကလှုပ်ပြတော့တယ်နော်အဲ့တော့မာနတိရှေဥစွာမှာဆိုင်ပြီးလူအသက်ကိုတတ်တော်သူဖြစ်၏သူ၌တစ္ဆာတရားမရှိသောကြောင့်တစ္ဆာတရားနိုင်မတိမနေသူသည်မူတာစကားကိုပြောသောအခါမိမိပဂရိအတိုင်းပြော၏ မုသာစကား၌ကျင်လည်တော်သူဖြစ်မုသာဤအဖလည်းဖြစ်၏တဲ့မုသာရဲ့ဖခင်မုသာရဲ့အရှင်မြတ်ကမှန်တယ်ပဲစတတ်မယ်အခုဒီရွေးကောက်ပွဲဟာနော်ကလိန်စင်ညန်းစင်ပြီးတော့မှလိန်ညာလိန်နယ်လှဲ့ပြားပြီးတော့ခုချပ်ဖြန့်လိန်နယ်လှဲ့ပြားခြင်းဒီဟာတွေထွက်လာတယ်ဆိုပိုလဲဆိုးလာတယ်အဲ့တော့ဒီမုဒာဒီဟိုတော့လိန်နယ်လှဲ့ပြားခြင်းဒီဘယ်ကနေစင်တက်လဲဆိုရင်စတမနက်စီကနေစင်တက်တယ် အဲ့တော့စတ္တမနိုင်ရဲ့ဘက်တော်သားတွေအတွက်နောက်ဆုံးစီရင်ခြင်းကပါဝရမိငယ်အိုက်ပဲဖြစ်တယ်ဒါကြောင့်မလို့ကျမ်းစာအရာနော်ယုံကြည်ခိုင်မြဲချက်အရာပါဝရမိငယ်အိုက်ပဲအပယ်ပဲနော်ဒါကျွန်တော်ဘုရားဘာသာလည်းပြောမှာဆိုအပယ်ငယ်လားဖို့ပဲဆိုတော့ပါဝရမိငယ်အိုက်အပယ်မရဲဘူးလားဖို့ပဲဖြစ်တယ်အဲ့တော့ဟာလာနေအောင်ကပြောတယ်တဲ့ ဒီเนาะရွေးကောက်ပွဲဟိုဟိုဆန့်ကျင်တဲ့သူတွေဟလာနောက်ပြီးတော့မှဒီဟိုစောစောပြောတော့ဗျာအခုလောလောဆယ်ကြီးစက္ကမကိုဆန့်ကျင်နေတဲ့သူတွေအကုန်လုံးကိုတပ်ပြေးဖို့လို့ပြောတာဟာတယ်เนาะတကယ်တမ်းကတော့ဒီကျွန်တော်အားတော့အားနာပါတယ်ဒါပေမဲ့နည်းနည်းလေးပြောပြရစီသူတည်သင့်တာတကယ်တမ်းเนาะဆိုတော့အဲ့တပ်ပြေးလို့ပြောတဲ့သူတည်သင့်တာတကယ်တမ်းအဲ့ဒါဆိုရင်ဒီလောက်ထိကြီးမားတဲ့စကားနဲ့အမုန်းတရားတွေလည်းထွက်လာစရာအကြောင်းမရှိတော့ဘူးစောစီလက်သွားအောင် เนาะสรอกดีย้วยกอกปวยหาตะเกรั้งก็တော့တိုင်းပြည်အတွဲအတမမှုတာနွန်တဲမှာနှစ်မုံပြီးတော့မှာရာဇဝတ်မှုနဲ့မတရားဒုစရိုက်အမှုတွေကြီးထွားလာစေဖို့ပဲဖြစ်စေတဲ့အစဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတက်နိုင်တဲ့ဘက်ကနေပြီးတော့တားဆီးရမယ်တက်နိုင်တဲ့ဘက်ကစန့်ချင်ရမယ်တက်နိုင်တဲ့ဘက်ကနေပြီးတော့တွန်းလှန်ရမှာဖြစ်တယ်ကျွန်တော်တို့ချမ်းသာတော့မနတ်ဆိုရင်ကျွန်တော်တို့ကတော့ ချချပဲချီနောင်ပဲဗျာချီနောင်ပြီးနင်ထုတ်ပဲเนาะလူကိုကျွန်တော်ကောင်းချီးပေးရတယ်လူသားဘုရားသခင်သူ့တရံနဲ့ဖန်ဆင်းထားတဲ့ချစ်ချင်းမြတ်တဲ့ရှင်လူသားကကောင်းချီးပေးဒါပေမဲ့မနတ်နဲ့တော့မနတ်ရဲ့အပေါင်းပါအကုန်လုံးကတော့ကျွန်တော်ကချီနောင်စန့်ကျင်မောက်ထုတ်နာမတော်နဲ့နော်ပြီးရင်ကျွန်တော်တို့ကနောက်ဆုံးပြောကြခြင်းဆိုရင်ဘုရားခင်ကိုရောလက်ကိုအံ့နာပါတယ်ဒီသူဒီဒီမှုဒီမှုနဲ့ဒီအရာတွေဟာအမျက်တော်ခံရအိုးများဖြစ်ပါတယ်ဆိုဘုရားခင်တည်းထဲလာဘုံဆိုပြီးတော့အံ့နာရတော့တာပဲဗျာ အဲ့ဒါတော့ကျွန်တော်တို့ရဲ့အဆုံးပဲဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာဘယ်လိုနီးနေမှအမပေးတဲ့နဲ့ဘယ်လိုနီးနေမှလက်မခံတဲ့နဲ့မထောက်ခံတဲ့နဲ့ဥပဒေအကြောင်းအရာတွေတော့ရစ်ဆက်ထားတဲ့ new ဥပဒေအကြောင်းအရာတွေလည်းအများကြီးပကတ်နေတဲ့အရာတွေအေးရှိတယ်ဆိုတာကျွန်တော်တို့အလုံးသိကြတယ်ဆိုတော့ရွေးကောက်ပွဲတည်ကြားဖြန့်ဖို့အင်အားကြီးထွားလာစေဦးမြမကသက်ဆိုးရှိပြီးတော့တိုင်းပြည်ပျက်စီးရတာလေဖြစ်တယ်ဆိုပြီးပြောနေတယ်ကျွန်တော်ရင်ဒီနေ့ ဆွနေချက်ကလေးကိုဒီကောင်ချုပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာဟုတ်ပါပါဆရာကျေးဇူးများလေးတင်ပါတယ်ဆရာသိခါတော်ရဆရာပေတရာပေတရုကအခုပြပြတတပဲမြေကောက်ပွဲဆိုတာဒီအကျန်းဖတ်စစ်အာဏာရှင်တွေရဲ့ပြုလုပ်မဲ့အထုအရောင်မြေကောက်ပွဲရဲ့နောက်မှာချားဖြန်နေပူပြီးတော့ကျေပြန့်လာမယ်ပူပြီးတော့ကြီးထွားလာမယ်မကောင်းမှုအကုသို့ဒုစရိုက်တွေနောက်မလုတဲ့မလုထိုက်တဲ့အရာတွေမြောက်များစွာဖြစ်လာမယ်လို့ဆရာကပြောသွားတာနောက်တစ်ခုကဒီ ဆရာတို့ရဲ့ဘာသာရေးကျမ်းချက်တွေကိုပါကူးကားပြီးတော့တင်ပြသွားတဲ့အတွက်ဆရာရဲ့တင်ပြမှုကိုကျေးဇူးအများကြီးတင်တယ်နောက်တစ်ခုကယုံကြည်သူတွေအပါအဝင်တခြားသောဘာသာအယူဝါဒအသီးသီးကညီကိုမောင်နှမတွေလည်းဆရာရဲ့တင်ပြမှုတွေကနေပြီးတော့အများကြီးသိယူရလိမ့်မယ်လို့ကျွန်တော်အနေနဲ့မှတ်ချက်ပြုပါတယ်ဆရာရေးကျေးဇူးအထူးတင်ရှိပါတယ်